ီနေ့မှာတော့ကျွန်တော်တို့အာဒရာမန် MCF တယ်လီမန် MCF နဲ့ Free Gospel Church တို့ကပေါင်းပြီးတော့ကျွန်တော်တို့မိသားစုပြုတဲ့အစီအစဉ်ဖြစ်တဲ့အခါမှာတတိယအကြိမ်ဖြစ်လာမယ်เนาะဒီတစ်ခေါက်ကကျွန်တော်အဲ့တော့သူပဲဖြာရှင်ရဲ့ကြီးစိုးတော်ကိုချင်မွမ်းပါတယ်လို့တော့ဒီခေါက်မှာလည်းပြန်လဲပြီးတော့မှကျွန်တော်တို့ဆုံးပြခွင့်ရရတယ်ဖြာရှင်အလုံးပဲအလုံးမပဲကောင်းမြတ်ပါတယ်ကျွန်တော်တို့ကိုတရက်ပြီးတရက်ဖြာရှင်ကကိုယ်ကဆော့ရှော့ပို့ဆောင်ကောင်းကြီးပေးနေတယ်ဒီຢာတွေကကျွန်တော်တို့ရဲ့တည်ခြင်းတက်ခြင်း အာကျွန်တော်တို့ရဲ့လှုပ်ဆောင်ခြင်းပါတစ်ခုနဲ့မှမဆိုင်မနဲ့ဘုရားရှင်ကကျွန်တော်တို့ကိုသူရဲ့ကောင်းမြတ်ခြင်းအပေါ်မှာယက်တည်ပြီးတော့မှကျွန်တော်တို့အပေါ်မှာကောင်းမြတ်နေတာဖြစ်ပါတယ်။ဟာလေလုယာဟာလေလုယာအထူးပဲကျေးဇူးတော်ချီးမွမ်းနေတယ်တော့အော်အာဒီနေ့အာနှုတ်ကပတ်တော်နဲ့အတူနှုတ်ကပတ်တော်ပြီးတဲ့နောက်မှာပွဲတော်မင်္ဂလာကိုလည်းတဆက်တည်းတောင်းမှာဖြစ်တဲ့အခါမှာကျွန်တော်ပဲဥဆောင်တောင်းမှာဖြစ်တယ်ဆိုတဲ့ဥစ္စာလေးပေါ့လေနော်တဆက်တည်းကျွန်တော်ဥဆောင်တောင်းမှာဖြစ်တယ်။ ဟုတ်ပြီအချိန်ကလည်းတဖြည်းဖြည်းသွားနေပြီเนาะအဲ့တော့ခုနနှုတ်ကပတ်တော်တင် जा ခြင်းအချိန်လဲကျွန်တော်တို့ရှိထားတဲ့အခါမှာကျွန်တော်စိတ်ထဲမှာအာခံစားရတဲ့အရာတစ်ခုဖြစ်တယ်။ဘာဘာခံစားရတယ်လဲဆိုတော့ကျွန်တော်ဒီအလွန်မှပဲကောင်းကြီးခံစားရတဲ့သူတစ်ယောက်ဖြစ်တယ်လို့ကျွန်တော်တဖြည်းဖြည်းပုံမြင်လာတာဖြစ်တယ်။เนาะအရင်တော့ကဟိုဆရာတွေမလုံလောက်တဲ့အခါကျတော့ နှုတ်ကပတ်တော်ကိုအဲ့လောက်ကြီးမကြားရအောင်လေနော်ကျွန်တော်ကိုယ်တိုင်လည်းကြားနာဖို့အတွက်ကဟိုအများကြီးကြားချင်တော့မှကြားခွင့်မရှိဘူးနော်အဲ့တော့ online ကလည်းနားထောင်နေရတဲ့ဥစ္စာကဒါကထိတ်တိုက်မဟုတ်ဘူးလေတော့ကိုမေးချင်တဲ့ဥစ္စာကိုလည်းတိုက်ရိုက်လမ်းမေးလို့လည်းမရဘူး online ပေါ်မှာ तू ပြောတဲ့ဥစ္စာပဲနားထောင်မယ်အဲ့တော့သူပြောတဲ့ဥစ္စာပဲအားလို့ကျွန်တော်တို့ကနားထောင်ပြီးတော့မှဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေအဲ့ဒီအတိုင်းပဲနားထောင်။တော့ဒီမှာဆိုရင်တော့ကျွန်တော်တို့ပြောလို့ရတယ်။ မဟုတ်မဟုတ်ဘူးလို့သင်ထင်လာတယ်ဆိုမေးလို့ရတယ်ချက်ချင်းနော်အဲ့ဒါကဒီနေ့ကျွန်တော်တို့အတွက်ကောင်းချီးမင်္ဂလာဖြစ်တာဖြစ်တယ်နော်တခါတည်းမှာကျွန်တော်တို့ကအာဆရာကြီးပြောနေတာဟုတ်နေတာပဲမှန်နေတာပဲအားလုံးကအမှန်ကြီးပဲလို့ဒီနေ့ကျွန်တော်တို့ထင်ထားတယ်ဆိုရင်တော့သိချလိုက်သိချလိုက်အဲ့ဒါကပါလဲဆိုတခါတည်းမှာကျွန်တော်တို့ကိုကြောက်ထဲတွန်းချတဲ့စကားလေးတစ်ခွန်းပါသွားခဲ့တယ်ဆိုရင်ကြောက်ထဲကြပြီးတော့မှမနေဆွတ်တင်ရမယ့်အသက်တာမျိုးဖြစ်လာဖို့ကျွန်တော်တို့ကြုံရလိုက်မယ် ။နော်အဲ့ဒီဥစ္စာကအလွန်မအရေးကြီးတာဖြစ်တယ်။နော်အတော့တက်တာအထက်မှာတကယ်ပဲကျွန်တော်တို့ကဘုရားရဲ့နှုတ်ကပတ်တော် ကောင်းချီးမင်္ဂလာကျွန်တော်တို့ခံစားရတယ်ဆိုတဲ့အခါမှာထိတ်တိုက်ကျွန်တော်တို့တုန်သင်ချင်းပြုတ်နေတဲ့အချိန်တိုင်းရရှိတာကဒီနေ့ကျွန်တော်တို့အထူးကောင်းချီးခံစားရတဲ့ဥစ္စာဖြစ်တယ်။နော်ကျွန်တော်ကိုယ်တိုင်အဲ့ဒီလိုမျိုးခံစားနေရတာဖြစ်တယ်အခုချိန်မှာဆိုရင်ဟာလေလုယာ hallelujah အဲ့တော့ဘုရားရှင်ကောင်းမြတ်တယ်ဆိုတာက ဒီနေ့အချိန်နဲ့အချိန်ကာလမဆိုင်ဘူးเนาะကျွန်တော်တို့ဘုရားအသက်တာထဲမှာဖျားရှင်သည်အလုံးမပဲကောင်းမြတ်နေတာဖြစ်တယ်เนาะအဲ့ဒါကြောင့်အာဝိပုကုကွယ်တဲ့အခါခါတိုင်းမှာလဲကျွန်တော်တို့ကကျွန်တော်တို့ကပဲဘုရားကိုကျွန်တော်တို့ပြောချင်တာလေတကယ်တကယ်တော့ဘုရားစီကနေပြီးတော့မှကျွန်တော်တို့များများနားထောင်ဖို့လိုအပ်တာဖြစ်တယ်เนาะအဲ့ကြောင့်တော့ရောက်လာတဲ့အခါမှာနှုတ်ကပတ်တော်ဝင်ငါဖို့အတွက်အချိန်နိုင်ရည်တွေပါရတဲ့အခါမှာနှုတ်ဝိမကတဲ့နှုတ်ကပတ်တော် အများကြီးလဲပြောလို့မရပြန်ဘူးနော်အဲ့တော့အထူးသဖြင့်ဟိုလိုဒီနော်ဝေးတွေရှိတဲ့နေရာကိုတွေ့တဲ့အခါမှာဆိုရင်တော့အသက်ကြီးတဲ့မိခင်ကြီးတွေဖခင်ကြီးတွေများတဲ့အခါကျတော့သူတို့ကလည်းကြကြမထိုင်နိုင်ဘူးလေနော်အဲ့ဒီအခါကျတော့တူတူတုတ်တုတ်ဟောနော်အဲ့တော့ခင်မိတဲ့နိုင်ငံတွေဖြစ်လာတဲ့အခါကျတော့နှုတ်ကပတ်တော်ဆိုရင်တူတူတုတ်တုတ်မှပဲလူတကာသဘောကျလာတော့တာဖြစ်တယ်ဆိုတဲ့အခါကျတော့ပြန်စဉ်းစားကြည့်တဲ့အခါကျတော့နှုတ်ကပတ်တော်နဲလေလေလူက ပျော်လီလီဖြစ်နေတာနော်ဝမ်းနည်းစရာကောင်းတာပထမတော့ကျွန်တော်လဲအဲ့ဒီလိုမျိုးလေးနားထောင်ကြည့်တဲ့အခါမှာပျော်စရာကောင်းတယ်လို့ထင်ရတယ်ဘာဖြစ်လို့ကိုကပြောရတာများတာစွတောင်းမယ်ခေချင်းမွမ်းမယ်ခေပျော်စရာများသူ့စီကနားထောင်ဖို့အတွက်ကြတော့အချိန်ကပိတ်မပေးချင်တော့နော်တစ်ခါတည်းရန်ကြတဲ့အဲ့ဒီဟိုနှုတ်ကပတ်တော့အချိန်ရောက်လာပြီဆိုရင်လူက နေရာကားတွေတော့မှပျောက်သွားကြတယ်เนาะဒီနေ့ praise worship တို့ကျွန်တော်တို့ပြောနေတဲ့အခါမှာတခြင်းဆိုတာတစ်ခုပဲမဟုတ်တော့ဒီနေ့အစီအစဉ်တစ်ခုလုံးကကျွန်တော်တို့ဖျားကိုချီးမွမ်းခြင်းနဲ့ကိုးကွယ်ခြင်းလုပ်နေတာဖြစ်တာเนาะအဲ့တော့ praise and worship လို့ကျွန်တော်တို့ပြောတဲ့အခါမှာတခြင်းဆိုတဲ့ group ပဲမဟုတ်ဘူးကျွန်တော်တို့အားလုံးကဝတ်ပြုခြင်းအစီအစဉ်ထဲမှာပါဝင်နေတဲ့ဥစ္စာက praise and worship လုပ်နေကြတာဖြစ်တယ် ဲ့ဒီဥစ္စာကိုလည်းကျွန်တော်တို့အတ္တတာထဲကနေကနားလည်ဖို့အလွန်မှအရေးကြီးတာဖြစ်တယ်။ဟိုအဲ့ဒါကြောင့်ခုနကအစီအစဉ်ဥဆောင်တဲ့တမိငယ်ဖတ်တဲ့နှုတ်ကပတ်တော်နော်ဟေပြေဩဝါဒစာတွေကဖြစ်တယ်နော်ဟေပြေဩဝါဒစာဆောင်အခန်းကြီး73အပိုင်းငယ်56ကိုကျွန်တော်ပြန်ပြီးမှဖတ်ပြခြင်းနဲ့ထို့ကြောင့်ငါတို့သည်ဖျားသခင်ကြီးကျေးဇူးတော်ကိုဝန်ခံလျက်နှုတ်ခမ်းအသီးသီးဟူသောချီးမွမ်းခြင်းရစ်ကို သခင်ယေရှုခရစ်အားဖြင့်ဖျားသခင်ရှေ့တော်၌အစဉ်ပူဇော်ကြကုန်အပ်ဂျေဇူးပြုခြင်းအုတ်စာဝေမျှခြင်းအမှုတို့ကိုလည်းမမေ့မလျော့ချနှင့်ထိုတို့သောရစ်ကိုဖျားသခင်သည်အာရနှစ်သက်တော်မူ၏အဲ့တော့ဒီနေ့ကျွန်တော်တို့အသက်တာထဲမှာ ချီးမွမ်းကြတယ်ကိုကိုွယ်ကြတယ်ဆိုတဲ့ဥစ္စာကိုတော့ကျွန်တော်တို့အရင်ပဲသဘောကျကြတယ်เนาะအဲ့တော့ချီးမွမ်းကြမယ်ကိုကိုွယ်ကြမယ်အဲ့တော့ဒီအရာတွေအတွက်ကတော့ကျွန်တော်တို့အများအားကြားနေကြတဲ့အခါမှာတော့ချီးမွမ်းခြင်းကိုကိုွယ်ခြင်းအတွက်ကတော့ကျွန်တော်တို့ကအများကြီးပြောနေစရာမလိုဘူးเนาะအော်အချီးမွမ်းကြမယ်ကိုကိုွယ်ကြမယ်ဆိုကျွန်တော်အားလုံးဒီကွာချီးမွမ်းကိုကိုွယ်ဖို့ရန်အတွက်ရောက်လာကြတယ်เนาะအဲ့တော့မမေ့ဖို့ရန်အတွက်ကတဲ့ဘာလဲဆိုရင်အဲ့ဒီအရာကဖျားသခင်အားဖြင့်ယေရှုသခင်ယေရှုခရစ်အားဖြင့်ဖျားသခင်ရှေ့တော်၌အစဉ်ပူဇော်ကြကုန်အပ် နော်ဒါကချီးမွမ်းခြင်းကိုကျွန်တော်တို့ကသခင်ယေရှုခရစ်အဖင်ဖျားသခင်ရှိတော်မှာကျွန်တော်တို့ပူဇော်ရတဲ့အခွင့်ကိုရရှိတာဖြစ်တယ်ကျွန်တော်တို့လူရဲ့ခွန်အားလူရဲ့အစွမ်းအစနဲ့မဟုတ်ဘဲနဲ့အခုနကျန်းစာတင်သွားတဲ့အချိန်မှာကျွန်တော်တို့ကိုပြောပြတယ်နော်အဲ့တော့ဘလို့အဖင်ကျွန်တော်တို့ကယေရှုခရစ်တော်အထက်မှာရှိနေတယ်လေဆိုတဲ့ဒီကယ်တင်ခြင်းအကြောင်းကလေကျွန်တော်တို့ဘဝအတ္တတာထဲမှာဖန်တရားတရားအောင်ကြားပြီးပြီ ဟုတ်လားဖန်တရားတီအောင်နားလေလားဖန်တရားတီအောင်ဆိုတာမတည်လားဖန်တရားတီအောင်ဆိုတာဟမ်အဖန်ဖန်အခါခါဖန်တရားတီအောင်ဆိုတာဟုတ်တယ်မလားပြောချင်တာကခဏခဏကျွန်တော်တို့ကြားထားပြီးသားနော်အဖန်ဖန်အခါခါလို့ပြောချင်တာအဖန်ဖန်အခါခါနော်ကျွန်တော်တို့မြန်မာစကားကအကျင့်ကျင့်အခါခါ နော်ကျင်းဖန်များစွာဟုတ်တယ်မလားအဖန်ဖန်ခါခါလို့ကျွန်တော်ပြောတဲ့ခါကျတော့ကျင်းဖန်များစွာအကျင့်ကျင်းအခါခါမြန်မာစကားအရင်ရှုပ်တယ်နော်စကလုံးအစ်တည်းကြားနေရတယ်ဟုတ်တယ်မလားဒီနေ့နာဟိုစကလုံးအစ်တည်းကြားခြင်းအဖြစ်မှတ်မိနေအောင်ကျွန်တော်ပြောပြခြင်းတာဖြစ်တယ်နော်ဖန်တရားဖန်တရားတရားကျင်းဖန်များစွာအကျင့်ကျင်းအခါခါနော်ကျွန်တော်တို့ကြားတယ်ဒါပေမဲ့ အလုံးမှတ်မိသလားဆိုရင်မမှတ်မိဘူးနော်ဟုတ်တယ်မလားခုနပဲဆရာကသူ့အမတဲ့ဟိုမှာကြည့်ကျဲဖြစ်သွားသေးတယ်နော်အဲ့တော့မှတ်မိအောင်ပြောတာပါနော်ပြောပြချင်တာကဒါကျင်းကျွန်တော်တို့ကအမြဲတမ်းကြားနေကြနှုတ်ခတ်တော်လေနော်ဒီကဲတဲ့ချင်းအကြောင်းကိုကျွန်တော်တို့မကြားဘူးလားဆိုရင်ကြားတာဘောဒီမမွေးခင်ကလေးကငါတို့ကြားလာတယ်ဆိုတဲ့ဥစ္စာမျိုးတွေလည်းအပြောခံရပြီးပြီ เนาะဒါပေမဲ့အဲ့ဒီစကားကဒီနေ့ကျွန်တော်တို့ပြန်ပြီးထက်ကြားဖို့မလိုဘူးလားဆိုတော့ထပ်ပြီးလိုနေတာပဲเนาะငါကြားဖူးပြီးသားပဲမဟုတ်ဘူးဗျာကြားဖူးပြီးသားပဲခုနမေကွန်းလဲမေးလိုက်ကောထွက်လာတဲ့အဖြေတွေကတလွဲတွေကြည့်ပဲမလားအဲ့တော့တကယ်တကယ်ကြတော့ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာအထဲမှာဒီကယ်တင်ခြင်းဆိုတဲ့ဥစ္စာကလေနေ့ရက်စင်တိုင်းမှာကျွန်တော်တို့ကြားနေဖို့လိုအပ်တာဖြစ်တယ် ကျင်းကျင်းခတ်ခတ်ကျွန်တော်တို့ကြားနေဖို့လိုအပ်တာဖြစ်တယ်เนาะအဲ့လိုအဲ့လိုမျိုးကြားနေမှကျွန်တော်တို့ကပြန်ပြီးမှအမှတ်ရစေတာလေเนาะအဲ့ဒါကြောင့်လည်းတမန်တော်ကျွတ်ရှင်ပေါ်လူကနေ့ရက်တိုင်းမှာငါတည်ရတယ်လို့ပြောတဲ့ဥစ္စာကအဲ့ဒီဥစ္စာပဲဘာဖြစ်လို့သူရဲ့အတ္တတာထဲမှာအဲ့ဒီကဲတင်ချက်အကြောင်းကိုသူကပြန်ပြီးတော့မှ remind မလုပ်ဘူးဟေ့ဆိုရင်သိချရတဲ့ကျွန်တော်တို့ကကိုယ့်ရဲ့ဖြစ်ချင်းကိုယ့်ရဲ့တက်ချင်းကိုယ့်ရဲ့လှုပ်ဆောင်နိုင်ချင်းဆိုတဲ့အရာတွေပေါ်မှာပဲကျွန်တော်တို့ယက်တီလာမှာဖြစ်တယ်။အဲတော့ဘုရားရဲ့ကျေးဇူးပြုခြင်းဆိုတဲ့အဥ္စာကိုကျွန်တော်တို့ မိလျော့သွားမှာဖြစ်တယ်။နော်အဲ့တော့ကြခုနကနှုတ်ကပတ်တော်ထဲမှာကျွန်တော်တို့ကြည့်တဲ့အခါမှာဂျေစုပြုခြင်းဥစ္စာဝေမျှခြင်းအမှုတို့ကို မမေ့မလျော့ချနှစ်ထိုးထိုးသောရစ်ကိုဖျားသခင်အာရနှစ်သက်တော်မူ၏ဆိုပြီးတော့မှဆက်ပြီးပြောထားတာဖြစ်တယ်။နော်အဲ့တော့ဒီကနေ့ကျွန်တော်အထူးသဖြင့်အားပေးတိဆောက်ခြင်းတဲ့အခါမှာအဲ့ဒီနှုတ်ကပတ်တော်ကိုပုံမှန်ခြေပြုခြင်းတာဖြစ်တယ်။နော်အဲ့ဒီနှုတ်ကပတ်တော်ပုံမှန်ခြေပြုပြီးတော့မှယေရှုခရစ်တော်ကိုယ်တိုင်လှူဆောင်ပြသခဲ့သော ကြောင်းအရာလေးနဲ့ဒီနေ့တိဆောက်ခွန်အားပေးလို့ပါတယ်လို့เนาะအဲ့တော့ရှင်မာကုခရစ်ဝင်အခန်းကြီး2အပိုင်းငယ်တိကနေပြီးတော့မှဆက်နှစ်မှာဘာအကြောင်းအရာကိုကျွန်တော်တို့တွေ့ရတယ်လဲဆိုရင်လက်ချေတည်တော်သူအကြောင်းအရာကိုကျွန်တော်တို့တွေ့ရတယ်เนาะအဲ့တော့အဲ့လက်ချေတည်တော်သူကသူ့ရဲ့အတ္တတာထဲမှာသူ့ရဲ့ယောဂဝေဒနာတက်တာပျောက်ခင်းနိုင်ဖို့ရန်အတွက်သူကိုယ်တိုင်ယေရှုခရစ်တော်စီကိုမလာနိုင်ဘူး တော့သူကိုယ်တိုင်ယေရှုခရစ်တော်စီကိုမလာနိုင်တဲ့သူဖြစ်တဲ့အရာဖြစ်တဲ့ကြောင့်သူ့ရဲ့ဘဝအတ္တတာထဲမှာတပားသူရဲ့အကူအညီကိုသူလိုအပ်ပါတယ်။အဲ့ဒီအကူအညီကိုလိုအပ်တဲ့အတိုင်းပဲသူ့မှာကူညီမဲ့လူတွေသူ့စီမှာတွေ့လာရတယ်။နော်။အဲ့တော့ရှင်တို့ကထဲမှာလည်းကျွန်တော်တို့တွေ့ရနိုင်မယ်အဲ့ဒီအကြောင်းအရာကနော်ရှင်တို့ကအခန်းကြီး9အပိုင်းငယ်16ကနေပြီးမှ26လောက်ကိုဖတ်ရင်လည်းတွေ့ရနိုင်မယ်ဒါပေမဲ့ရှင်မကုတ်ထဲမှာကကျွန်တော်တို့တွေ့ရတဲ့ဥစ္စာကသူ့ကိုတေလာပေးတဲ့လူဘယ်နှဦးလဲဆိုတာကိုကျွန်တော်တို့တွေ့ရတယ်နော် အလူလေးယောက်ကတဲ့အိညာနဲ့တကွသူ့ကိုထမ်းသေးလာပေးတယ်လို့ပြောတယ်။နော်။အဲ့တော့လူလေးယောက်ကသူ့ကိုအိညာနဲ့အတူထမ်းသေးလာပေးပြီးတော့မှလွယ်လွယ်ကူကူနဲ့ယေရှုခရစ်တော်နဲ့ယေရှုခရစ်တော်စီကိုပို့ဆောင်ပေးနိုင်တာမဟုတ်ဘူး။နော်။အဲ့တော့သူတို့ပို့ဆောင်ပေးရတဲ့အခြေအနေကတော်တော်လေးခက်ခဲတယ်။နော်။အဲ့တော့တော်တော်လေးခက်ခဲတဲ့အခြေအနေထဲကနေပြီးတော့မှယေရှုခရစ်တော်အရှိတ်ကိုရောက်သွားဖို့ရအတွက်ကသူတို့ဘာလို့ရလဲဆိုရင် အိမ်ခေါင်မိုးကိုဖောက်ပြီးတော့မှအဲ့ဒီလူကိုချပေးရတယ်တဲ့။နော်ယေရှုခရစ်တော်ရှေ့ရောက်အောင်သူတို့ချပေးရတယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်တို့တွေ့ရတယ်။နော်အဲ့ဒီအကြောင်းအရာလေးဖြစ်တယ်။နော်အဲ့ဒီအဲ့ဒီအကြောင်းအရာလေးထဲမှာကျွန်တော်တို့နံပါတ်၁ကလူနာအကြောင်းနော်နံပါတ်၂ကသူ့ကိုတယ်လာပေးတဲ့လူ၄ယောက်အကြောင်းနံပါတ်၃က အဲ့ဒီနေရာကိုအတုံးတော်ခံပြီးတဲ့အိမ်ပိုင်းရှင်နော်အဲ့တော့ဒီသုံးခုတွေ့နေရတဲ့အခြေအနေထဲမှာလူနာကတော့တေချာတယ်သူကသူဘာမှမလုပ်နိုင်ဘူး hopeless နော်သူဟာသူမတော်နိုင်ဘူးတကယ်ပဲအခက်ခဲဖြစ်နေတဲ့သူတယောက်ဖြစ်တယ်သူအခက်ခဲလိုအပ်တယ်အကူအညီလိုအပ်နေတဲ့သူဖြစ်တယ်နော်တေနေတယ်သူကိုယ်တိုင်ယေရှုခရစ်တော်စီကိုဘလို့မ မတော်နိုင်တဲ့အခြေအနေဖြစ်တယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်တို့နားလည်ထားရတယ်။နော်။နောက်ပို့ဆောင်ပေးတဲ့သူနဲ့အိမ်ပိုင်ရှင်။နော်သူတို့နဲ့သူတို့ဒီအကြောင်းအရာကိုကျွန်တော်တို့ကြည့်တဲ့အခါမှာဆိုရင်တော့လွယ်တော့မလွယ်ကူဘူး။နော်။သူတို့ကအဲ့ဒီလူကိုကူညီပေးလိုက်တယ်ဆိုတဲ့အခြေအနေထဲမှာသူတို့လှုပ်ဆောင်ရတဲ့အမှုရာတစ်ခုစီတိုင်းမှာ အခက်ခဲကတော်တော်ကြီးကြီးမားမားဖြစ်တယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်တို့တွေ့ရတယ်။ တောင်းတောင်းအခက်ခဲမဟုတ်ဘူးနော်ကြီးကြီးမားမားအခက်ခဲဖြစ်တယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်တို့နားလည်ရတယ်ဒီကနေ့ကျွန်တော်တို့ဖျားကြောင်းတဲ့ဝင်လာတဲ့အခါမှာကျွန်တော်တို့ဖျားကြောင်းတဲ့မှာနေရာထိုင်နိုင်ဖို့ရန်အတွက်ကလူကသိမ့်မရှိတော့အေးအေးဆေးဆေးကျွန်တော်တို့ဝင်ထိုင်လို့ရတယ်ကြိုက်တဲ့နေရာမှာထိုင်လို့ရတယ်အရှိမပဲထိုင်ထိုင်အနောက်မှာပဲထိုင်ထိုင်အလယ်မှာပဲထိုင်ထိုင်အေးအေးဆေးဆေးဝင်လာပြီးထိုင်လို့ရတယ်ဒါပေမဲ့ယေရှုခရစ်တော်စီကိုဒီလူတွေကပို့ဖို့ရန်အတွက်လူနာကိုပို့ဖို့ရန်အတွက်လက်ချေတင်နေတဲ့သူတွေကိုပို့ဖို့ရန်အတွက်သူတို့လှုပ်ဆောင်တဲ့အခါမှာအဲ့ဒီလိုမျိုးမရအောင်နေရာက ပြည့်နေပြီသားလူဝင်လို့လုံးဝမရဘူးเนาะအဲ့တော့တိုးခွေပြီးတော့မှကြော်ခွပြီးတော့မှလည်းဝင်လို့မရဘူးဆိုတဲ့အခြေအနေမျိုးဖြစ်တယ်เนาะအလုံးထိုင်နေကြတယ်ဆိုရင်သေချာတဲ့ထိုင်နေတဲ့နေရာပေါ်ကနေသူတို့ကြော်ခွပြီးတော့မှเนาะနေရာနည်းနည်းလေးပြေးပါအောင်ဆိုပြီးတော့မှမပြီးတော့မှဟုတ်တယ်မလားလေးရောက်ဆိုတော့လေမပြီးတော့မှဟိုးကြော်ခွပြီးတော့မှသူတို့သွားလို့ရရင်ရအောင်မယ်သေချာတဲ့အရာတစ်ခုကပါလိုက်ဆိုရင်အဲ့ဒီထိုင်နေတဲ့နေရာမဟုတ်ဘဲနဲ့သူတို့က ကြိတ်ကြိတ်ဒိုးပြီးတော့မှရှိနေတဲ့အခြေအနေမျိုးလူအုပ်ကြီးဖြစ်နေတယ်ဆိုတဲ့ဥစ္စာမျိုးကိုကျွန်တော်နားလည်ရတယ်။နော်အဲ့တော့အဲ့ဒီအခြေအနေထဲမှာသူတို့သွားဖို့ရန်အတွက်ဘယ်လောက်ခက်ခဲမလဲဆိုတဲ့ဥစ္စာကိုကျွန်တော်တို့စဉ်းစားကြည့်ရင်မြင်ရောင်ကြည့်ကြည့်ပါနော်မျက်လုံးတဲကနေမှကျွန်တော်တို့မြင်ရောင်ကြည့်ကြည့်လိုက်ပွဲတစ်ခုမှကျွန်တော်တို့သွားဒိုးကြတယ်ပွဲတစ်ခုမှကျွန်တော်တို့ free ဟို free show ရှိတဲ့နေရာမှာနော်ကျွန်တော်တို့ဒိုးကြတယ်ဆိုရင်အရှိတ်ကိုရောက်ဖို့အတွက်ကျွန်တော်တို့ဘယ်လောက်ခက်ခဲတယ်လဲဒိုးရတာနော်ဘသူကမှနေရာမပေးချင်ဘူးလေ ဲ့ဒီနေရာကိုသူတို့ခက်ခက်ခက်ခဲရထားရတာဟုတ်တယ်မလားဒီမှာရှိုးပွဲနော်ရှိုးပွဲကြည့်ဖို့အတွက်နမကြီးဆိုတော့လာမယ်ဆိုရင်ကြည့်ဖို့အတွက်သူတို့မနေတိုးထားရတာအဲ့အဲ့တိုးထားတဲ့နေရာကိုနောက်ဆုံးမှလည်းရောက်လာသေးတယ်နေရာလေးဖယ်ပေးပါလားဆိုရင်ဘသူကဖယ်ပေးချင်ပါတော့နေရာလိုချင်စစောလာနော်နေရာလိုချင်စစောလာဘာလဲအခုမှလာပြီးတော့မှနော်ဆိုတဲ့ဥစ္စာမျိုးနော်အဲ့တော့သူတို့လည်းနေရာဖယ်ပေးချင်မှာမဟုတ်ဘူးဆိုတဲ့ဥစ္စာကိုကျွန်တော်တို့နားလည်ရတယ် နော်အဲ့လိုအခြေအနေမျိုးတွေကနေမှာဘလို့မတိုးဝေးလို့မရတဲ့နေရာနော်အဲ့ဒီနေရာကိုပို့ဆောင်ပေးတဲ့လူတွေ၊ကူညီပေးတဲ့လူတွေသူတို့စိတ်ထဲမကြသွားဘူးဆိုတဲ့ဥစ္စာကိုကျွန်တော်တို့တွေ့ရတယ်နော်ကျွန်တော်တို့သာဆိုရင်ကောကူညီခိုင်းတယ်လေကျေးဇူးပြုရမယ်ဆိုရင်ကျွန်တော်တို့သာဆိုရင်အဲ့လောက်ခတ်တယ်ဆိုရင်ဆက်ပြီးမှကူညီဖို့အတွက်ရှိအောင်မလားဆိုတဲ့အချင်းကြီးပါနော်အချင်းအချင်းထပ်ပေးနိုင်အောင်မလား ဆိုတဲ့ဥစ္စာနော်ပြီးတော့ဘလူမျိုးပို့ရင်ရောက်မလဲဆိုတဲ့ဥစ္စာကိုထပ်ပြီးစဉ်းစားဖို့နီလန်းစဉ်းစားဖို့စဉ်းစားမှလည်းမဟုတ်တော့ဘူးအလောက်ခက်နေတာကွာဆိုတဲ့ဥစ္စာမျိုးအခက်ခဲဆိုတဲ့ဥစ္စာမျိုးကိုကျွန်တော်စဉ်းစားလိုက်ပြီဆိုရင်ရောက်ဖို့ရအတွက်ခရစ်တော်စီကိုပို့ဖို့ရအတွက်ထားလိုက်တော့ကွာနော်နောက်မှပဲအစဉ်ပြေတဲ့အချိန်မှာကြည့်ပြီးမှစီစဉ်လိုက်မယ်လေဆိုတဲ့ဥစ္စာမျိုးနောက်တစ်ခေါက်ဆိုတဲ့ဥစ္စာကို မွှေ့သွားဘူးသူတို့เนาะအဲ့ဒီလူလေးယောက်ရဲ့ကုညီပေးခြင်းကျေးဇူးပြုခြင်းအဲ့ဩစရာကောင်းတယ်เนาะဒါပေမဲ့သူတို့နာမည်ဖတ်ရလားမပါဘူးပါဘူးเนาะသူတို့နာမည်မပါဘူးစဉ်းစားဖို့ပါဒီတိကျွန်တော်တို့ဘုရားတတ္တာထဲမှာပြန်လဲစဉ်းစားဖို့ဖြစ်တယ်စဉ်ကျင်ဖို့ဖြစ်တယ်ဒီအကြောင်းအရာကလည်း တို့အကြီးအကျယ်ကူညီရတဲ့ဥစ္စာတို့အကြီးအကျယ်လှုပ်ဆောင်ရတဲ့အရာတွေပြီးရင်အင်ခေါင်ဖို့ဖောက်မယ်လို့တို့စဉ်းစားလိုက်တဲ့ဇင်အတွေ့အခေါ်ဆုံးဖြတ်ချက်နော်တို့စဉ်းစားပြီးဆုံးဖြတ်လိုက်တိုင်းအင်ခေါင်ဖို့ကိုဖြတ်လို့ရမလားအင်ရှင်ရှိနေတယ်လေနော်တာလာရဇက်လည်းမဟုတ်ဘူးနော်လူတကာဝင်ထွက်နေတဲ့ပြည်သူပိုင်းအဆောက်အအုံလည်းမဟုတ်ဘူးအဲ့ဒီနေရာကအင်ပန်ရှင်ရှိနေပြီးသား အင်ရှင်ကရှိနေပြီးသားเนาะအဲ့တော့အင်ရှင်ကသူကိစ္စလည်းမဟုတ်ဘူးလေเนาะအခုယေရှုခရစ်တော်ကိုနေရာပေးထားတယ်လူတွေအများကြီးကြိတ်ကြိတ်ဒိုးနေသူ့အိမ်ပြိုလို့မတက်เนาะဝင်တိုးခွေ့နေတာတောင်မှလွန်လှပြီဟုတ်တယ်မလားလွန်လှပြီအခုအိမ်ခေါင်မိုးပါထပ်ဖောက်မယ်ဆိုရင်ကျွန်တော်တို့သာဆိုရင်ဘယ်လိုဆုံးဖြတ်မလဲ ိုယ်အိမ်အပြက်ခံပါလားကိုယ်အိမ်အပြက်စီးခံပါလားနော်ဟာစဉ်းစားတော့ချစဉ်းစားတော့အခုလောကအဲ့ဒီခက်ခဲဒုက္ခပြဿနာတွေနဲ့ရောက်လာပြီးတော့မှကိုယ်ပြဿနာလည်းမဟုတ်ဘူးနော်ဟိုလူလူလေးယောက်ကလာပြောတာနော်ဟိုတခေါင်းကတော့ဟိုမှာလက်ချေသေးသေးနေတာဖြစ်တော့ကိုရော့စီကိုပို့ဖို့အတွက် နော်ကိုရော့စီကိုပို့ဖို့အတွက်မိအိမ်ခေါင်ဖို့ကိုငါတို့ဖြတ်စည်းရမယ်ပြန်လဲပြင်ပေးမယ်ဆိုတော့အာမခံချက်မရှိဘူးနော်ပြန်ပြင်ပေးမယ်ဆိုတော့အာမခံချက်မရှိဘူးဟောရှိခရီးမရှိဘူးနော်အာမခံငွေလည်းမရှိဘူးပြတ်သွားရင်ကိုဟကိုနောက်ပါ ပြန်ပြင်ရမှာနော်သူ့ဘက်ကနေပြီးတော့မှနစ်နာရမယ့်ဥစ္စာကြီးပဲ။ သူ့ဘက်ကနစ်နာရမယ်ဆိုတဲ့ဥစ္စာကြီးပဲเนาะပြစင်းစားကြည့်ရဲ့အဲ့ဒီအင်ရှင်ရဲ့စိတ်ဓာတ်မျိုးအဲ့ဒီအင်ရှင်ရဲ့သဘောထားမျိုးအဲ့ဒီအင်ရှင်ရဲ့ကုညီချင်းမျိုးဒီနေ့ကျွန်တော်တို့ရတတာထဲမှာအထူးသဖြင့်လိုအပ်တယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်နားလည်ရတာဖြစ်တယ်เนาะသူ့ရဲ့ကုညီခဲ့တဲ့အရာတွေเนาะလူလေးယောက်နဲ့ထပ်တူဒီအင်ရှင်တော့ပြောရရင်အိမ်တစ်ခုလုံးကိုယေရှုခရစ်တော်ကအသုံးပြုခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအိမ်ပိုင်ရှင်ရဲ့နာမည်လည်း မပါဘူးသူတို့ကဒီလူနာကိုအဲ့ဒီလိုမျိုးနဲ့သူတို့ဝိုင်းဝန်းပြီးတော့မှသူတို့စီမှာရှိနေတဲ့ယုံကြည်ခြင်းနဲ့သူတို့လှုပ်ဆောင်ခဲ့တဲ့အရာတစ်ခုစီတိုင်းခရစ်တော်စီကိုမတော်နိုင်တဲ့ဒီလူကိုရောက်သွားဖို့ရန်အတွက်ပို့ဆောင်ပေးတယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်နားလည်ရပါတယ်နော်အဲ့တော့ယေရှုခရစ်တော်နဲ့တွေ့သွားဖို့အတွက်ယေရှုခရစ်တော်စီကကောင်းချီးမင်္ဂလာခံစားသွားဖို့ရန်အတွက် သူတို့လှုပ်ဆောင်တဲ့အရာတစ်ခုစီတိုင်းမှာသူတို့ဖက်ကနေမှရလိုက်တာကဘာပဲလဲဆိုရင်အင်ပါရှင်ကအင်ပျက်စီးရတယ်နော်သူအင်ပျက်စီးခြင်းဆိုတဲ့ဥစ္စာနဲ့ပေးလိုက်ရတယ်လူတွေကြိတ်ကြိတ်တူနဲ့သူ့အိမ်မှာဝဝဝုံတုံကဖြစ်သွားရတယ်လူလေးယောက်သူတို့ရဲ့အချိန်နာရီတွေနော်အခက်အခဲဒုက္ခပြဿနာတွေအများကြီးခေါင်းပူအောင်စဉ်းစားပြီးမှသူတို့ပို့ဆောင်ပေးလိုက်ရတယ် ခေါင်းချောက်တာပဲဖတ်တင်သွားတယ်လူလေးယောက်ဒါပေမဲ့သူတို့ရဲ့အတ္တတာထဲကနေပြီးတော့မှယေရှုခရစ်တော်စီကိုဒီလူကိုပို့ဆောင်ပေးတယ်ဆိုရင်ယေရှုခရစ်တော်စီကနေမှဒီလူဒီလူမျိုးကောင်းချီးမင်္ဂလာခံစားတော့ရမယ်ကျမ်းမာချင်းကောင်းချီးမင်္ဂလာခံစားတော့ရမယ်ဆိုတဲ့ဥစ္စာကိုသူတို့ကောင်းကောင်းနားလည်ထားတာဖြစ်တယ်ကောင်းကောင်းနားလည်ထားတဲ့အတိုင်းသူတို့ကသူတို့စီမှာရှိနေတဲ့အရာတစ်ခုစီတိုင်းကိုလိုချင်မှုကိမဲ့စွာတမတ်မှု ကိမဲ့စွာနဲ့ကူညီပေးခဲ့တယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်နားလဲရတာဖြစ်တယ်။နော်အဲ့တော့အဲ့ဒီအရာမျိုးကိုဖျားရှင်ကအာရနှစ်သက်တယ်လို့ကျွန်တော်တို့ပြောပါတယ်။နော်ဘာဖြစ်လို့ဆိုဖျားကသူကိုယ်တိုင်ကလည်းအဲ့ဒီလိုကျွန်တော်တို့ကိုကျေးဇူးပြုထားတာနော်လက်ချေတည်နေတော့သူကဲ့သို့ဘာမှမတတ်နိုင်တဲ့ကျွန်တော်ကျမတို့အယောက်စီတိုင်းရဲ့အသက်တာကိုလေဖျားရှင်ကကျေးဇူးပြုထားတာဂယုနာပြုထားတာ။ဟာလေလုယာ။ နော်ဒီအရာကဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲကနေပြီးတော့အဲ့ဒီယေရှုခရစ်နာကိုတတိယဖို့ဖြစ်တယ်။နော်အဲ့ဒီယေရှုခရစ်နာကိုတတိယပြီးတော့မှဒီနေ့ကျွန်တော်တို့ကလူလေးယောက်ကဲ့သို့အိမ်ရှင်ကဲ့သို့ကျွန်တော်တို့ကယေရှုပြန်ပြုတ်ဖို့ရန်အတွက်ဘုရားရှင်ကကျွန်တော်တို့ကိုအလိုရှိတာဖြစ်တယ်။နော်အဲ့ဒီရစ်ကိုကျွန်တော်တို့ကိုတင်လူပူဇော်စေချင်တာဖြစ်ပါတယ်။နော်တကယ်တကယ်တော့ကျွန်တော်တို့ရဲ့အဖြစ်ပြက်ဒီအရာလေးကိုကျွန်တော်တို့ကြည့်တဲ့အခါမှာကျွန်တော်တို့စဉ်းစားတဲ့အခါမှာကျွန်တော်တို့က ဇလန်လေးတပုတ်အနေနဲ့လွယ်လွယ်ကူကူလို့ကျွန်တော်တို့စဉ်းစားမိလိမ့်မယ်။နော်တကယ်တကယ်တော့ဒီအဖြစ်ပြက်မှာတကယ်ပဲကိုကိုတိုင်းသားအဲ့ဒီနေရာမှာခံစားရကြေးဆိုရင်ဒီလူလေးယောက်လိုမျိုးကျွန်တော်တို့မစဉ်းစားနိုင်ဘူးဆိုတဲ့ဥစ္စာပါ။ဒီအင်ပန်ရှင်လိုမျိုးကျွန်တော်တို့မစဉ်းစားနိုင်ဘူးဆိုတဲ့ဥစ္စာပါ။မကြာခဏကျွန်တော်တို့ကြုံရပါတယ်။နော်ကြုံဖူးကြပါတယ်အဲ့ဒါကပါလဲဆိုကိုယ့်အိမ်မှာ ဆူတောင်းစီဝေးတွေပါတယ်လောက်ကြည့်လောက်ကြည့်တယ်မလားလောက်ကြတယ်မလားလောက်ပြီးသွားတဲ့အခါမှာပါတယ်ကျွန်တော်တို့ပြောကြတယ်ကျွန်တော်သားလိုမျိုးကောင်းကောင်းမွေတဲ့ကောင်ပါတာလဲဆွဲဟမ်ကလေးကမှုွေသွားလိုက်တာကြည်ပါဦးငါအိမ်မှာရရစရာကိုမရှိဘူး ဆေးလိုက်ရင်ပြောင်းသွားမှာပဲပြုတ်ပြင်လိုက်ရင်ပြီးသွားမှာပဲငွေအများကြီးကုန်တာလေမဟုတ်တဲ့အခြေအနေမျိုးတော့မှကျွန်တော်တို့စိတ်နှလုံးသားထဲမှာအဲ့ဒီလိုမျိုးမဖြစ်ခဲ့ဖူးဖူးလားဖြစ်ခဲ့ဖူးတဲ့နှလုံးသားကျွန်တော်တို့အထဲမှာရှိပါတယ်ဟုတ်တယ်မလားအဲ့တော့တင်မြတ်လို့တန်ဖိုးထားရတဲ့ပန်းအိုးကြီး ရိုက်ခွဲသွားကြည့်ပါလားပန်းအိုးပန်းအိုးပါလာတဲ့ခါကျတော့အခုနောက်ထိတော့အိမ်ခေါင်မိုးဖောက်တဲ့ထိတော့ရသေးတယ်ကွန်ပျူတာပြင်လိမ့်မယ်ဆိုတဲ့အတွင်းနဲ့နော်အခုကပန်းအိုးကျတော့သူ့ဥစ္စာဖြစ်နေပြီပြောပြချင်တာပါဒီကနေ့ကျွန်တော်တို့ရဲ့အသက်တာအထင်းပါလေနော် ဒီလိုမျိုးကျွန်တော်တို့ဘဝတက်တာထဲမှာဖခင်ကကျွန်တော်တို့ရဲ့ကုညီမဆခြင်းကျွန်တော်တို့ရဲ့နေရာပေးခြင်းအမှုရာတစ်ခွတ်စီတိုင်းမှာပကတနာခင်ဖို့အလိုမှာရည်ကြည်တာဖြစ်တယ်အဲ့ဒီအရာအလုံးကဖခင်ဘုံထင်ရှားသွားစေဖို့အတွက်ပဲဖြစ်တာလိုချင်တာဖြစ်တယ်နော်အခုလက်ချေတည်တဲ့လူအကြောင်းအရဒီနေ့ကျွန်တော်တို့ပြောနေတဲ့အခါမှာဆိုရင်တော့လက်ချေတည်တဲ့သူရဲ့အသက်တာထဲမှာအံ့ဩဖွယ်ရနမိတ်လက္ခဏာခံစားသွားရတယ်လို့ပြောတဲ့အခါမှာဘသူ့ရဲ့ဘုံထင်ရှားသွားလဲ ယေရှုခရစ်တော်ရဲ့ဘုံထင်ရှားသွားတယ်လေ။တာ၍ထင်ရှားလာတာပဲဖြစ်တယ်။ဘုရားဘုံထင်ရှားခြင်းကိုပဲကျွန်တော်တို့တွေ့ရတယ်။နော်။အဲ့တော့အခုနကျွန်တော်ပြောနေတယ်လို့လူလေးယောက်နာမည်မှတ်တမ်းတင်ခြင်းမတွေ့ရဘူး။နော်။အိမ်ပိုင်ရှင်နာမည်မှတ်တမ်းတင်ခြင်းမတွေ့ရဘူး။အဲ့တော့ပြောချင်တဲ့အရာကပါလဲဆိုရင်ဒီနေ့လှုပ်ဆောင်နေတဲ့အမှုရာတစ်ခုစီတိုင်းမှာလူကကိုယ့်ဘုံထင်ရှားဖို့မဟုတ်ဘူး။ ဘုရားဘုံထင်ရှားဖို့အတွက်ဖြစ်တယ်ဆိုတဲ့ဥစ္စာပါเนาะအဲ့တော့ခရစ်တော်အထဲမှာခုနကျွန်တော်တို့စံစာတင်ထားတဲ့ကောင်းစဉ်တို့ပဲခရစ်တော်အထဲမှာတိုးပွားခြင်းဆိုတဲ့ဥစ္စာကအဲ့ဒီဥစ္စာပါဒီနေ့ကျွန်တော်တို့ဘုရားသက်တာအထဲမှာဘုရားကသူ့အားဖြင့်တိုးပွားစေခြင်းသာဖြစ်တယ်သူ့ရဲ့ဘုံတိုးပွားခြင်းကိုမြင်တွေ့စေခြင်းသာဖြစ်တယ်เนาะဒါကယေရှုခရစ်တော်ကျွန်တော်တို့ရဲ့အသက်တာထဲကလိုချင်တဲ့အသက်တာဖြစ်တယ်เนาะသူကျွန်တော်တို့ရဲ့အသက်တာထဲမှာအသက်ရှင်ပေးတယ်ဆိုတဲ့ဥစ္စာကအလကားနေပုံမှာမဟုတ်ဘူး သူ့ဘုံထင်ရှားဖို့အတွက်ပဲဖြစ်ပါတယ်။အဲ့ဒါကြောင့်ဒီနေ့ကလေးကျွန်တော်တို့ရဲ့လှုပ်ဆောင်မှုအမှုရာတစ်ခုစီတိုင်းကုညီပေးလိုက်တဲ့အရာတစ်ခုစီတိုင်းကကျွန်တော်တို့လှုပ်ပေးတဲ့အရာကိုသူတို့အမှတ်ရသွားတာတဲ့ကျွန်တော်တို့လှုပ်ပေးလိုက်ခြင်းအပြင်သူကဖရာရဲ့မေတ္တာကိုခံစားသွားဖို့ဖြစ်တယ်။ဖရာရဲ့ကောင်းမြတ်ခြင်းကိုသူတို့မြင်တွေ့သွားဖို့ဖြစ်ပါတယ်။ဟာလေလုယာ။ဟာလေလုယာ။တကယ်ပဲဒီအရာကဒီနေ့ကျွန်တော်တို့အတ္တတဲမှာလှုပ်ဆောင်ရမယ့်အရာဖြစ်ပါတယ်။နောက်တစ်ခါတည်းမှာဒီနေ့ကျွန်တော်တို့ရဲ့လှုပ်နေတဲ့အမှုရာတစ်ခုစီတိုင်းမှာကိုယ်နာမည်မပါရင်ကျွန်တော်တို့စိတ်မကောင်းတတ်ဘူး။ နော်။အော်အဲ့လောက်ကူညီပေးခဲ့တာနော်။ဂျေဆုတင်ကစကားပြောတဲ့အခါမှာငါ့ကိုတစ်ချက်လေးတော့မှထဲ့မပြောသွားဘူး။နေအောင်ပေါ့နော်။ Not the cop. Not the cop ဆိုရင်တတားပဲ။ဟုတ်တယ်မလား။ကျွန်တော်ကိုယ်တိုင်ကြုံခဲ့တဲ့အရာပါ။တော့ဒီကလူတွေတော့မသိဘူး။တော့ကျွန်တော်ကိုယ်တိုင်ကြုံခဲ့တာဖြစ်ခဲ့တဲ့အရာကိုကျွန်တော်ပြောပြချင်တာဖြစ်တယ်။တော့အဲ့ဒီအရာကကျွန်တော်ဘဝတက်တာထဲက ကွယ်ပြောက်သွားဖို့ရန်အတွက်ဘုရားရှင်ကအလိုရှိတာဖြစ်တယ်။ကျွန်တော်တို့ရဲ့လှုပ်ဆောင်တဲ့အိမ်မှုရတစ်ခွစီတန်းကဘုရားဖုံးထင်ရှားသွားတယ်ဆိုရင်ဒါကဘုရားကကျွန်တော်တို့ရဲ့လှုပ်ဆောင်တဲ့အိမ်မှုရတစ်ခွစီတန်းကိုမှတ်တမ်းတင်ထားပြီးသားပဲဖြစ်တယ်။နော်။အဲ့တော့လှုပ်ဆောင်တဲ့အိမ်မှုရတစ်ခွစီတန်းမှာလည်းအခုနကျွန်တော်တို့စံစာကိုပြန်ဖတ်တဲ့အခါမှာလက်ချေတည်တဲ့ယုံကြည်ခြင်းလက်ချေတည်တဲ့လူရဲ့ယုံကြည်ခြင်းလို့ပြောတဲ့ဥစ္စာမဟုတ်ဘဲနဲ့လူတေလာပေးတဲ့လူလေးယောက်ရဲ့ယုံကြည်ခြင်းသူတို့ရဲ့ယုံကြည်ခြင်းကိုမြင်တဲ့အခါမှာတဲ့နော် ဆိုတဲ့ဥစ္စာစကားလုံးကိုတုံးတဲ့အရာနော်ဒီခဏကျွန်တော်တို့ရဲ့လှုပ်ဆောင်ပေးနေတဲ့အမှုရာတစ်ခုစီတိုင်းကိုဘုရားကမတန်းတင်ထားသလားဆိုရင်သိပြီးချက်ချမတန်းတင်ထားပါတယ်နော်လူတွေအတိပတ်မပြုတ်ခဲ့ရင်လည်းသင်ကစိတ်တက်မကြသွားပဲနဲ့ဆက်လက်ပြီးတော့မှဂူညီမဆားဖို့ဖြစ်တယ်ဆိုတဲ့ဥစ္စာပါအဲ့ဒီအရာဒီဘုရားရှင်နှစ်သက်တဲ့ရစ်တစ်ခုဖြစ်တယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်နားလည်ဖို့ဖြစ်ပါတယ်ချင်းပွားချင်းရစ်ကိုပဲဒီနေ့ကျွန်တော်တို့ပူဇော်နေတဲ့အရာတစ်ခုပဲမဟုတ်ဘဲနဲ့ကျွန်တော်တို့ရစ်ပူဇော်တယ်ရစ်ပူဇော်တယ်လို့ပြောတဲ့အခါမှာချင်းပွားတဲ့အရာတွေ နော်ဒီလှုပ်ဆောင်နေတဲ့အမှုရတစ်ခုစီတိုင်းမှာဖရားအတွက်ဒီနေ့ကျွန်တော်တို့လှုပ်ဆောင်နေတဲ့အမှုရတစ်ခုစီတိုင်းဖရားအဖြစ်ဖရားရဲ့နာမအဖြစ်ဒီနေ့ကျွန်တော်တို့ကုညီနေတဲ့အမှုရတစ်ခုစီတိုင်းဒီအရာဒီဖရားရှင်ကိုကျွန်တော်တို့ချင်းရစ်ပူဇော်နေတဲ့အရာတွေဖြစ်တယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်နားလဲသိချင်တာဖြစ်ပါတယ်။နော်အဲ့တော့ကျွန်တော်ဒီနေ့ကျွန်တော်တို့ရဲ့တက်တာထဲကနေမှာဟေပြဲဥပါရဆာဆောင်တဲ့မှာကျွန်တော်တို့ကိုပြောထားတယ်လို့ပြောထားတယ်လို့ပဲမမေ့လျော့ဖို့ရန်အတွက်ဘုရားရှင်ဒီကျွန်တော်တို့ကိုမိမ့်မာနေတယ်လို့ပဲဒီနေ့ကျွန်တော်တို့မမေ့မလျော့ဘဲနဲ့ဘုရားရှင်မိမ့်မာထားသောရစ်ဖြစ်တဲ့ ကျေးဇူးပြုခြင်းနဲ့ဥစ္စာဝင်များခြင်းအမှုကိုကျွန်တော်တို့ဆက်လက်ပြီးတော့မှလူလေးယောက်ကဲ့သို့ကျွန်တော်တို့လှုပ်ဆောင်ရအောင်အိရှင်ကဲ့သို့လှုပ်ဆောင်ကြရအောင်လို့တော့လှုပ်ဆောင်ခြင်းအဖြစ်ဘုရားရှင်ရဲ့ယေရှုခရစ်တော်ရဲ့ဘုံယေရှုခရစ်တော်ရဲ့ကောင်းမြတ်ခြင်းကိုတပါးသူတွေခံစားသွားဖို့ရန်အတွက်ကျွန်တော်တို့ဆက်လက်ပြီးတော့မှဘုရားရှင်အထက်မှလှုပ်ဆောင်ဖို့ရန်အတွက်ကျွန်တော်ဒီနေ့နှုတ်ကပတ်တော်အဖြစ်အနေနဲ့တိဆောက်ခွန်အားပေးလိုပါတယ်လို့တော့နှုတ်ကပတ်တော်အဖြစ်အရောက်စီတိုင်းပေါ်မှာဘုရားရှင်အထူးကောင်းချီးပေးပါစေ။